ခရစ်တော်ကြွလာခြင်းအတွက်ပြင်ဆင်ထားကြရန်ကက်သလစ်သာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ရှုချက်များကိုဝေမျှပေးနေပါသည်။နိုဝင်ဘာလ14ရက်နေ့အတွက်ပါရှင်လူကာအခန်းကြီး16အခန်းငယ်26မှ39ထိကိုထောက်ရှုကြပါစို့။ယနေ့ကျမ်းစာဟာဘုရားသခင် ပြန်လည်ကြွလာမည့်အချိန်မမျှော်လင့်ဘဲဖြစ်လာပုံကိုတရုတ်ဖော်ရန်အတွက်နော်အေးနှင့်လောတာတို့ရဲ့ဓမ္မဟောင်းကျမ်းစာထဲမှာ ပုံဥပမာများကို ပြန်လည်တတိပေးထားပါတယ်။ဤကျမ်းစာဟာသစ္စာရှိစွာနဲ့ထာဝရအမြင်ဖြင့်အသက်ရှင်နေထိုင်ခြင်း၏အရေးကြီးပုံကိုမိမြောင်းထုတ်ပြနေပါတယ်။နောအေးနှင့်လောတာတို့ရဲ့ဥပမာများဟာ လောကီရေးရာများ၌အလွန်အမင်းစိတ်ဝင်စားကမိမိ၏ဝိညာဉ်ရေးရာဘဝကိုထိခိုက်နှင်နာစေသည့်အထိမလုံမယံဒီပေးချက်အဖြစ် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရင်ခရစ်တော်ဟာကောင်းငင်နဲ့ဆိုင်ရာများကိုဦးစားပေးကာဝိညာဉ်ရာအသင့်ပြင်ဆင်ထားရန်အစဉ်တိုက်တွန်းနေတာကိုတွေ့ရမှာပါပရမတ်ချက်အနေနဲ့လောကီစိုးရိမ်ပူပန်မှုများသည်ကျွန်တော်တို့၏ကောင်းငင်နိုင်ငံခီးကို အာယုံပြက်စေပါတယ်လောအေးနဲ့လောတာခေတ်ကလူများဟာဘေးအန္တရာယ်မကြမီအထိပုံမှန်နေစဉ်လုပ်ငန်းဆောင်တာများစာဝတ်နေရေးတောက်စားခြင်း ရောင်းဝယ်ခြင်းစိုက်ပျိုးခြင်းဆောက်လုပ်ခြင်းတွေနဲ့သာနှမနေကြပါတယ်။သခင်ခရစ်တော်ဟာ ထိုလူရဲ့များကို ကိုယ်တိုင် ပြစ်တင်ရှုတ်ချခြင်းမဟုတ်ဘဲနဲ့လောကီကိစ္စများတွင်လွန်ကဲစွာ ကျွန်တို့၏စိတ်နှလုံးသားတွေကိုနစ်မြုပ်ထားတာကိုသတိပေးနေခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဟာဒုတိယအချက်အနေနဲ့မမျှော်လင့်သော အချိန်ကိုသတိထားရပါမယ်။ဤဒရင်းစကားဟာ ရစ်တော်ကြွာလာမည်အချိန်သည်ယုတ်တရက်နှင့်မမျော်လင့်ဘဲဖြစ်ပေါ်လာမည်ဟုသောအချက်ဖြစ်ပါれ။ဤအချက်အရယုံကြည်သူများကို အမြဲတမ်းနှိုးကြားစေရန်နှင့်ပေါ်ပေါ်ဆဆမနေရန်တိုက်တွန်းနေခြင်းဖြစ်ပါれ။တတိယတစ်ချက်အနေနဲ့နောက်ပြန်လှက်ကြည့်ရန်အချိန်မရှိပါဘူးဆိုတဲ့အကြောင်းကို ထောက်ရှုကြရမှာဖြစ်ပါれ။သခင်ခရစ်တော်ကလောတာဤအမျိုးသမီးကို အောက်မေ့ချလောဟုတတိပေးထားပါれ။သူမဟာ ထွက်ပြေးနေရင်းနဲ့မိမိရဲ့မြို့ကိုနောက်ပြန်လှည့်ကြည့်လိုက်ခြင်းဟာ လောကီပိုင်ဆိုင်မှုများနဲ့ပတ်သက်ဆွံ့နှံမှုကိုတတိထားဖို့ဒူပတ်သက်ဆွံ့နှံမှုအပြင်ကျွန်တော်တို့ဘဝဟာပျက်စီးလိမ့်မယ်ဆိုတာကို ပြောပြနေတာဖြစ်ပါတယ်ဒီအချက်မှာဘုရားသခင်ကကြွလာမိအချိန်မှာပျက်စီးဥစ္စာသို့မဟုတ်အတိတ်ကအပြစ်တွေကို တွေ့ကပ်မနေရန်တတိပေးနေခြင်းဖြစ်ပါတယ် နောက်ဆုံးအချက်နေနဲ့ဒူးချင်းစီဤတရားစီရင်ခြင်းရောက်ရှိမည်ဆိုတဲ့အကြောင်းကိုထောက်ရှုကြဆို။ဤကြံပိုင်ဟာ နောက်ဆုံးတွင် သစ္စာရှိသူများနဲ့မရှိသူများအကြားခွဲခြားမှုရှိမည်ကိုမိမောင်းထုတ်ပြနေပါတယ်။နှယောက်တို့သည်တဏှာရ၌အကြဤတယောက်ကိုခေါ်၍တယောက်ကိုထားခဲ့မည်။ဒီအချက်တွေဟာ လူတိုင်းမိမိတို့ရဲ့အသက်ရှင်နေထိုင်မှုအပေါ်မူတည်ပြီးဒူးချင်းစီတရားစီရင်ခြင်းကိုခံရမယ်ဖြစ်ပါတယ်။ မိမိလောက်ရက်ကိုမိမိတာဝန်ယူရမယ်ဖြစ်တဲ့ဆိုတဲ့အကြောင်းကိုထောက်ရှုကြရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်နေ့စဉ်ဘဝအသက်တာမှာဆိုရင်မိမိကိုယ်ကိုမိမိစစ်ဆေးရပါမယ်။မိမိသည် လောကီ အသက်တာကိုသာအာယုံဆိုင်နေခြင်းမရှိဘဲသာဝရဘဝကို သိရှိနားလည်ကာအသက်ရှင်နေထိုင်ချောင်းတရားစင်ရန်မိမိကိုပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။မိမိရဲ့ယုံကြည်ခြင်းကိုဦးစားပေးရပါမယ်။ဆူတောင်းခြင်း များအကျိုးဆောင်ခြင်းနဲ့ကိုကျင့်တရားကောင်းမွန်စွာနေထိုင်ခြင်းအပြင်လောကမှာဘုရားသခင်နဲ့ဆက်ဆံရေးကိုတည်ဆောက်မွေးမြူကြရမှာဖြစ်ပါတယ်။နှိတ်ချခြင်းနဲ့ယေရှုတည်တက်ရပါမယ်။ခရစ်တော်ကိုယေရှုတင်ရန်ပြန်လာခဲ့သော နူနာဆွဲသူသူအကြောင်းကိုကြားခဲ့ပြီးပါပြီ။သစ္စာသီလရှိသော အသက်တာသည်ဘုရားသခင်နဲ့ပုံမှန်နှိုင်းဆိုင်သောဆက်ဆံရေးတွင် မရှိမဖြစ်လိုအပ်တယ်ဆိုတာကိုသိရှိကြရမှာဖြစ်ပါတယ်။ဒါကြောင့်ဤချက်တွေကိုထောက်ရှုပြီးတော့ကျွန်တော်တို့ဘုရားသခင်ရဲ့ဒုတိယအကြိမ်ကြွလာခြင်းကိုပြင်ဆင်နိုင်ဖို့ရန်အတွက်ဘာတွေလှုပ်ဆောင်ရမလဲဆိုတာကိုကျမ်းစာတို့များအပြင်ထောက်ရှုလျက်ခွန်အားယူကြပါစို့။